ကိုယ်ပေါ်မှာတစ္ဆာမရှိဘဲနဲ့ဖောက်ပြန်သွားတဲ့သူကိုကိုကချစ်နေသေးတယ်ဆိုရင်တော့ကိုကအမြဲတမ်းရှုံးနေသူဖြစ်ပါလိမ့်မယ်ဗျ။အဲ့တော့ဒီမှာဆိုရင်တော့အမတယောက်ရေးထားတာဆိုတော့ကျမဆိုရင်လည်း28နှစ်ပါတဲ့ခလေးက2ယောက်ရှိပါတယ်။ယောက်ျားကဖောက်ပြန်သွားတာတဲ့။ပြန်ပေါင်းလဲထပ်ပြီးတော့ဖောက်ပြန်ပါတယ်တဲ့။အခုတော့ကျမသူ့နဲ့မပေါင်းချင်တော့ပါဘူးတဲ့။တရားဝင်ကွာရှင်းချင်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်တစ်ယောက်ကတော့အမှန်ပဲတဲ့ သမီးလေးအတွက်ဆိုပြီးတော့မှအမပြန်လက်ခံခဲ့ပါတယ်ဖောက်ပြန်သွားတဲ့သူ့ရဲ့အိမ်တော်ကိုပေါ့နော်နှစ်လမပြည့်ဘူးထပ်ပြီးတော့ဖောက်ပြန်ပါတယ်ဆိုပြီးတော့ပြောထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာအရေးကြီးဆုံးသောအရာကတော့အခုလိုမျိုးကျွန်တော်တို့ဖောက်ပြန်သွားတဲ့သူကိုတချို့ကကိုယ့်ရဲ့ဒီအချစ်တွေကဗျာကျွန်တော်ပြောချင်တာကရှင်းနေတော့မယ်ရင်ထဲမှာတန်ရောစင်ရှိနေတော့မယ်သူ့ကိုမပြတ်နိုင်သေးတဲ့အခါမှာအဲ့ဒီအရာကြီးကကျွန်တော်တို့ကိုအများကြီးနှိပ်စက်စေတယ်ဗျအဲ့တော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် ကိုကဒီလူတယောက်ကကို့ပေါ်မှာမကောင်းဘူးသူတို့ဒီကို့နောက်ကွယ်မှာဖောက်ပြန်သွားပြီးရဲ့သူတယောက်ကိုပြန်လက်ခံဖို့အတွက်ကိုစဉ်းစားရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကိုမဟုတ်တဲ့သူတယောက်နဲ့သူတို့ဒီသွားပြီးပတ်သက်ပြီးသားသူဖြစ်တဲ့အတွက်ကြောင့်ကိုကသူ့ကိုချစ်နေသေးတယ်ဆိုတော့ကိုကလည်းနောက်ထပ်လည်းတခြားတယောက်ကိုထပ်ပြီးတော့မချစ်ချင်တော့ဘူးဒီတယောက်နဲ့ပဲတက်ဆုံးတိုင်းထိသွားချင်တယ်ဒီတယောက်နဲ့ပဲယူမြေချပေါင်းတင်သွားချင်တယ်ဆိုတော့စိတ်တွေကိုရင်ထဲမှာရှိနေသေးတယ်ဆိုရင်ဆွဲထုတ်ပစ်လိုက်ပါ ဘာကြောင့်လဲဆိုတော့အဲ့ဒီအဲ့ဒီစိတ်ကြီးရပဲကိုယ့်ကိုအများကြီးပဲကျွန်တော်တို့ခံစားစီရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကကိုယ့်ကိုတကယ်အစတဲကဒါကိုယ်ကိုယ်မှာရှိတဲ့စိတ်ဓာတ်မျိုးသူတို့မှာရှိတယ်ဆိုရင်ဒီလိုမျိုးတခြားတယောက်ဆိုတဲ့သူနဲ့တွားပြီးသူတို့တွားပတ်သက်မှာမဟုတ်ဘူး။သူတို့မှာကိုယ့်နဲ့စိတ်ချင်းမတူတာ ဖြစ်တဲ့အတွက်ကြောင့်တခြားတယောက်နဲ့တွားပြီးတော့ထပ်ပြီးတော့ပတ်သက်တာဒီရောက်ကိုကိုကယုံမြေချတတ်ဆုံးတိုင်ထိဒီလူတယောက်နဲ့ပဲဆက်ပြီးတော့ပေါင်းသင်းတွားချင်နေသေးတယ်ဆိုရင်တော့ တေချာတစ်ခုကတော့ပေါင်းတော့ပေါင်းတင်လို့ရသွားလိမ့်မယ်ဒါပေမဲ့ကိုယ်ဒီခဏ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 ဖောက်ပြန်ခံရတဲ့တံကို ခံစားနိုင်လားဆိုတာကို အရင်ဦးဆုံးစဉ်းစားပြီးတော့မှကျွန်တော်တို့ဒီဒီလူကိုဆက်ပြီးတော့ချစ်တဲ့မချစ်တဲ့ဆိုတာကိုဆုံးဖြတ်ရမှာဖြစ်တယ်ပုပ်ပွလင်းလင်းပြောရမယ်ဆိုတော့လောကမချစ်တဲ့တော့ဘူးပေါ့ဗျာဘာကြောင့်လဲဆိုတော့သူတို့ကတော့မှကိုယ့်ကိုမချစ်တော့လို့တခြားတယောက်ကိုသွားပြီးတော့ဖောက်ပြန်တာတချို့ကတော့မှားသွားပါတယ်နောက်မလုပ်တော့ပါဘူးဆိုတော့လူများစုမှာတော့နောက်ထပ်တို့မှာ တစ်ချက်ပါပဲခဏပါပဲနောက်ပြီးလို့ရှိသူတို့ရဲ့အကြည့်ဗီဇတွေကပြန်ပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုကတော့အာသူတို့နဲ့နေချင်သေးတယ်သူတို့နဲ့ပေါင်းသင်းချင်သေးတယ်ဆိုရင်ပဲကိုကသူတို့ကကိုချင်းစာမှာမဟုတ်ဘူးဒါကြောင့်မို့လို့အာယောက်ျားလေးဘက်ကပဲဖောက်ပြန်ခံရသည်ဖြစ်နေပါစေမိန်းကလေးဘက်ကပဲဖောက်ပြန်ခံရသည်ဖြစ်ပါစေဖောက်ပြန်သွားတဲ့ဒူအတွက်ကြတော့ကျွန်တော်တို့ဒီစိတ်ဓာတ်ကိုလုံးဝပြတ်သားနိုင်ရမှာဖြစ်တယ်ကိုကအသက်ငယ်ရွယ်သေးတယ်ဆိုရင်တော့တေချာတစ်ခုကတော့အခုမှ ကျွန်တော်တို့ကိုကိုကိုနောက်ထပ်ကွာတခြားတယောက်နဲ့ထပ်ပြီးတော့မချစ်ရှင်တော့ဘူးနောက်ထပ်အချစ်ဆိုတာမရှာဖွေရှင်တော့ဘူးဒီလူတယောက်နဲ့ပဲပတ်သက်ရှင်နေဆိုတော့အဲ့ဒီအတွေ့ဟာမှားလိမ့်မယ်ဒါပေမဲ့ဘာကြောင့်မှားလဲလို့ကျွန်တော်ပြောလဲဆိုတော့အကိုခံစားရမှာကိုပဲခံစားရမှာဖြစ်တဲ့အတွက်ကြောင့်ပြောတာတကယ်တကယ်တမ်းကြာတော့ကျွန်တော်တို့ဒီကိုမှအသက်ရွယ်ရှိနေတယ်ကိုဒီဒီတယောက်နဲ့မကောင်းတော့ဘူးကွာလိုက်မယ်ကိုပဲချင်ပြက်ပြက်တတဖြစ်လိုက်မယ်နောက်ထပ်ဘယ်တော့မှပြန်လက်မခံမယ်နဲ့ကိုရဲ့တန်ဖိုးရှိအောင်ကိုနေပြီးတော့ကိုကိုတကယ်တန်ဖိုးထားပြီးကိုကိုတကယ်ချစ်မြတ်လို့ကိုကိုတကယ် အာတကယ်ကိုလေးလေးဆက်ဆာနဲ့ချစ်မြတ်နိုးတဲ့သူဆိုတာရှိကိုရှိပါတယ်ကိုကဒါတန်ဖိုးရှိတဲ့သူဖြစ်အောင်နေတယ်ဆိုရင်တော့သိကြတယ်ကိုနဲ့အချစ်ချင်းပေါ့နော်ထတ်တူကြတဲ့အချစ်ဆိုတာရှိကိုရှိလာနိုင်ပါတယ်အကယ်၍မရှိတော့ဘူးဆိုရင်တော့ဒါကကိုဘဝရဲ့လာပါတယ်ကိုကိုတယောက်တည်းတောက်ပအောင်နေသွားလို့ရတယ်ဒါလို့ရှိခဲ့တယ်ဆိုရင်တော့ကိုတေးသေးချာလေ့လာပြီးတော့ပြန်လက်ခံသိရင်တော့လက်ခံလို့ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အားလုံးအနေနဲ့ဒီအချိန်မှာကိုကအိမ်အောင်ကြားထားပြီးတဲ့သူပဲဖြစ်ဖြစ်စစ်တူတက်တမ်းမှာဖြစ်ဖြစ်ဖောက်ပြန်သွား တဲ့ဒူတယောက်ကိုဆက်ပြီးတော့မချစ်တဲ့တော့ဘူးဆိုတာကိုကျွန်တော်လာပြီးတော့ sharing ပေးခြင်းဖြစ်ပါတယ်ဗျာ။